သိန်းထောင်ကြီးအင်ကြီးပိုင်ဆိုင်လာတဲ့အပြင်ရန်ကုန်မှာပါဆိုင်ခွဲခွင်းတော်မဲ့ဖတ်တီမှာဖတ်တီမရဲ့ဘဝအပြောင်းလဲကတော့ဈေးတဲ့တိုင်းအားကျနေရတာဆိုလဲမှမပါဘူးရောင်းသမျှအကုန်ကုန်ကဘာမှမဟုတ်တဲ့အရာတစ်ခုနဲ့လဲနမယ်ကြီးရမို့အားကျစရာကောင်းနေရပါဖတ်တီမကအရင်တုန်းကဆိုဥပိ္ပဒရာပြီးမှတာမန်အချင်းမောင်းတဲ့တွေလိုပုံမှန်သာရောင်းချကလောက်ကန်စားတော့ခင်ရတာပါဒါပေမဲ့ကန်လှည့်ပြောင်းနေဖတိမာတယောက်အချင်းပေါင်းနေတောင်နာမည်ကြီးလို့နေရဖြစ်ပါ යි ဖတိမာကလမ်းပီးမှာသာဈေးရောက်နေပေါ်ကနေ တနှစ်အတွင်းမှာကိုပိုင်မြေကွက်နဲ့အိမ်မှာချက်ချင်းဝင်နိုင်ခဲ့ရပါဈေးရောင်းအရန်ကောင်းလွန်တဲ့အတွက်ရသမျှအမျက်ကနေမြေကွက်ပါဝယ်စုလာနိုင်တာဖြစ်ပါမြေကွက်ဝဲစုပြရနဲ့အိမ်ဆောက်ဖို့ပါတခါလေးပြင်ဆင်ခဲ့တာပါခုဆိုရင်ဖတီမရဲ့အိမ်ကလည်းအတော်လေးကိုဆောက်လုပ်ပြီးသွားပါပြီအိမ်လဲဆောက်လုပ်ပြီးသွားရဲ့ပြီးမကြခင်မှာဆိုရင်နေနိုင်တော့မှာပါဖတီမရဲ့အိမ်က3900ကျော်နီးနီးလို့ကောင်းတာဖြစ်ပြီးမြေကွက်နဲ့အထက်ကပရိဘောဂတွေဝဲဖြစ်ရနေဆို3000ချီကုန်သွားမှာဖြစ်ပါတယ်ဖတီမကအိမ်တင်ဆောက်တာမဟုတ်ဘဲ အောက်မှာစိုင်ဖွင့်နိုင်အောင်မှပြင်ဆင်ထားတာပါအိမ်ရဲ့ဘော်ထက်ကိုလူနေဖို့ပြင်ဆင်ထားတာဖြစ်ပြီးအိမ်အောက်ထက်မှာစိုင်ဖွင့်ဖို့အခန်းလုပ်ထားတာဖြစ်ပါဥပိ္ပတ္တာမှာဈေးရောက်တယ်လို့အိမ်မှာလဲစိုင်ခန်းနဲ့ရောင်းသွားမှာပါစိုင်ခွဲနဲ့ဆိုင်နဲ့ပြီးမယ်လို့လူအများကထင်ကြပေမဲ့မဟုတ်ပဲသုံးဆိုင်မြောက်ကိုလည်းထပ်ဖွင့်ဖို့လုပ်နေကြရပါနောက်ထပ်သုံးဆိုင်မြောက်ကိုတော့ဖတိမာကမန္တလေးမှာဖွင့်မှာမဟုတ်ပါဘူးရန်ကုန်မြို့မှာစိုင်ခွဲဖွင့်ဖို့အတွက်ပြင်ဆင်နေရဖြစ်ပါအချိန်ပေါင်းနဲ့တံမြာဒီတုတ်ကိုအဓိကရောင်းချသွားမှာလို့သိရပါတယ် ဖတီမာကဈေးရောက်လာတဲ့တခြားဆိုင်နဲ့တခါမှမရောက်ခဲ့ဘူးပါဘူး။အရင်နေ့လည်းမရှိသလိုအကျွေးဒီနဲ့သာအမြဲတမ်းပတ်လည်ဝိုင်းနေရတာမို့သူ့အနေနဲ့မတက်နိုင်ခဲ့တာဖြစ်ပါ යි ။ခုချိန်မှာတော့ဖတီမာကကိုပိုင်ဆိုင်တွေနဲ့ဈေးရောက်နိုင်တော့မှမို့အရန်ကိုပျော်ရွှင်နေပါပြီ။ဒီလိုဆိုင်ခွဲဖွင့်ဖို့အတွက်ကိုလည်းသူကိုယ်တိုင်မျှော်လင့်နေခဲ့ရတာဖြစ်ပါ යි ။ရန်ကုန်ထိနေချက်နိုင်တော့မှမို့လည်းဖတီမာကအားအပြင်းနဲ့ကြိုးစားတော့မှာပါ။အရင်ကတည်းကလည်းရန်ကုန်ကလူတွေကဖတီမာစီကနေအချိန်မောင်းပြီးမှစားကြတာရှိပါ යි ။ ိုင်းမော်ကနေမာရတာမို့အဆင်မပြေရရရှိလို့အချင်းမောင်းဆိုင်ကိုဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ကိုရိုင်းရန်ကုန်မှာရောင်းချမှာမို့စားသုံးသူတွေဂျင်းနဲ့အောင်လှုပ်ပြီးသွားမှာပါ။ရန်ကုန်နဲ့မန္တလေးကိုဖတ်တီမားကအေဦးနဲ့ကျန်းပြင်းလို့သွားလာတော့မှာပါ။အိမ်မှာလဲဆိုင်ဖွင့်ကရောင်းချမှာဖြစ်တယ်လို့ဘဝရဲ့အစာဖြစ်ခဲ့တဲ့ဥပိန်တရားမှာလဲဆက်လက်ရောင်းချသွားမှာဖြစ်ပါတယ်။ဗတိမာကဒီလိုဆိုင်ခွဲတွေဖွင့်ဖို့အတွက်တစ်နှစ်တောင်မပြည့်ခင်လုပ်နိုင်ခဲ့တာပါ။တံမြာသီးသုံးနှစ်နမဲကြီးကတစ်နှစ်တောင်မကြာသေးပေမဲ့ မြေကွက်နဲ့နှစ်ထပ်အင်လေပိုင်ဆိုင်နေတဲ့ဖတိမာကိုလူတိုင်းကအားကြားနေပါပြီဖတိမာကဈေးတဲ့ပြီးပြီးအမျက်ရအောင်မျိုးစုံလုံနိုင်တာလည်းဖြစ်ပါရောင်းတော့ကိုလည်းတမျိုးရဲမရောင်းမဲရာတီစာအလိုက်အကောင်လုံးပြောင်းလဲကရောင်းချနေရပါမုံနဲ့အသားထုကျော်တွေကအစရောင်းချတာမို့ဖတိမကိုအဖေသူတွေကများနေရဖြစ်ပါဖတိမကခုဆိုရင်တတိမကြီးအသွင်ပြင်လဲပြောင်းလဲနေပါပြီမွေရှိလာချိန်မှာအလူတန်းလဲမကြာခဏဆိုသလိုလုပ်နေရဖြစ်ပါဖတိမကလူစရာရှိလဲနှမျောတသားမဖြစ်ပဲလူတာမို့ ပို့ပြီးအဆင်ပြေလာတယ်လို့ယူဆနေကြတာပါ။ဆိုင်ခွဲတွေဖွင့်လိုက်ကအောင်မြင်လာတော့မယ့်ဖက်တီမအပေါ်အမြင်လေးကိုလည်းပြောပြီးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။